ကျွန်မတို့ဒီအဖဆရာကြီးမင်းသိန်းခါရဲ့ပေါ့နော်တပည့်အားလုံးကတော့အကြမ်းမြင်မဟုတ်ပါဘူးအကုန်လုံးကပညာရက်ကိုပဲအခြေခံပြီးတော့ဟောပါရတယ်ပေါ့နော်အိမ်မှာပေါ့နော်ပြပီတို့မမီတို့မအားတဲ့ခါကျရင်အဖစီကိုမေတို့ကလွှတ်တာရှိတယ်လွှင့်ရင်းထဲမှာအဖကသူကပြောတာကလေးမလေးတဲ့နင်းနဲ့ဆရာမလောက်ရမေးတယ်ဆိုတော့အဲ့ရနေစပြီးတော့ပြောတာပြောတော့အဲ့မှာကိုကလူငယ်လဲလူငယ်အဲ့ဒီချိန်မှာလဲမိဘကလည်းအချိန်ဝါလေးလဲရှိတယ် ဘာပဲပြောပေါ့နော်အနေထားတစ်ခုရှိတဲ့ခါကျဒီဟာကိုလှုပ်ရမယ်ဆိုတော့ပထမတော့ကြောင်းဆရာမလို့ထင်တာပေါ့သမီးကကြောင်းဆရာမဝါသနာမပါဘူးလို့မလှုပ်ချင်ဘူးလို့ဒီသမီးကြောင်းမပီသေးဘူးလို့ဆိုတဲ့ခါကျနေ့ကကြောင်းဆရာမဘသူကလှုပ်ခိုင်းလို့လဲတဲ့နေလှုပ်ချင်ချင်မလှုပ်ချင်ချင်နေကဖြစ်ကိုဖြစ်မှာလို့ဆိုပြီးတော့သူကပြောလိုက်တာလက်ညိုးလက်ကလေးနှစ်ချောင်းဒီလိုထိုးပြီးတော့ကိုပြောတာအဲ့လိုပြောတာဒီဒီဒါတို့ရဲ့ပေါ့နော်အဘချိန်မင်းသိခါရဲ့တပည့်တိုင်းကနားလေတယ်ဒီလိုလက်ညိုးလက်ကလေးထိုးလိုက်ပြီးပြောတယ်ဆိုတော့ဒါတကယ် ူကစိတ်ထဲမှာစက်သိမ်းမွေးညင်းတော့ထားသွားတယ်စိတ်ထဲမှာတိုက်ချင်းမတိုက်ချင်းနဲ့ပေါ့နော်ရောထွေးနေတာပေါ့ဒါပေမဲ့မလုတ်ခဲ့ဘူးဒါပေမဲ့သူ့ဘာသူသူကလေပြောပြီးသားအဖဆိုင်မင်းတဲ့ခါမှာနင်ကဘဝဘဝပေါင်းများစွာတဲ့နင်တက်လာပြီးသားတဲ့တက်လာပြီးသားနင်မှာရှိပြီးသားဒီပညာတွေကပေါ်ထုတ်လိုက်ရုံပဲပေါ်ထုတ်တဲ့နင်ကဖြစ်မှာဆိုတာဘာဆိုင်မင်းတဲ့ခါပြောတယ် ကျမတို့ဒီအဖဆရာကြီးမင်းသိန်းခါရဲ့ပေါ့နော်တပည့်အလုံးကတော့အကြမ်းမြင်မဟုတ်ပါဘူးအကုန်လုံးပညာရက်ကိုပဲအခြေခံပြီးတော့ဟောပါတယ်ပေါ့နော်ဒီပညာရက်တွေကိုလည်းသင်ကြတဲ့အခါမှာ၁၀ဘာသာ၁၇ဘာသာပေါ့ရေရံပညာနဲ့ဆို၁၇ဘာသာရှိပါတယ်အဲ၁၇ဘာသာလုံးသင်ယူရတာပေါ့နော်လုပ်ငန်းခွင်မှာကျင့်လဲနေမှာ experience ယူပြီးတော့ပေါ့နော်အတွေ့အကြုံတွေများစွာယူပြီးမှနှစ်ပေါင်းများစွာယူပြီးတော့မှဟောကြားခွင်ဟောဟောကံဖွင့်ဖွင့်ပေါ့နော်ပေးတာကိုကသင်လိုက်ပြီးတော့ဒီနေ့သင်မနက်ဖြန်ထားဖွင့်လို့လည်းမရဘူး အဆင်ဆင်စစ်သေးတယ်အဲဒီမှာဆိုလို့ရှိရင်လည်းဒီဆက်တပါတာလုံးတင်ပြတဲ့စစ်ရာတွေရှိတယ်အဲစစ်ရာတွေကိုဘုသူစီမတင်နေရဘုသူစီမတင်နေဘုသူစီမတင်ကိုဟောထားတဲ့စာအုပ်ကိုတရားရှိရောက်ပြည်တိုင်းတစ်ခါအပ်ရတယ်အခွင့်နဲ့အခါမှာလည်းကိုယ့်ရဲ့ပေါ့နော်ဟောကန်းကိုနာမည်ပေးမယ်ပေါ့ကိုယ့်ရဲ့ဒီဆရာမနာမည်နဲ့နေတယ်ပြေဆုံးတယ်ဒါပေမဲ့လို့ပေါ့နော်ကိုယ့်ရဲ့ဒက်စကန်ဒန်နယ်လေးကိုပေါ့နော်ဒန်နယ်လေးကိုနာမည်လေးနဲ့ထက်ထဲဝါလေးခန့်ခန့်ညညာဖြစ်အောင် နာမည်လေးပေးရမယ်ဆိုတဲ့အခါမှာဓာတ်စခန်းလိုပဲသုံးစီတွေပေါ့နော်ဒါဆရာကြီးအကုန်လုံးကအဖဆရာကြီးမြင့်တဲ့အခါအပါဝင်တင်ဆရာမြင့်ဆရာကြားဆရာကြီးပေါ့နော်ငငယ်လေးကတော့ဝါသနာပါလားဆိုပါတယ်လို့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ငငယ်တော့ကတော့ဟိုအဖေကလက်ဦးဆရာလို့ပြောလို့ရတာပေါ့နော်ကိုအဖေကဖေဖေကသူကသုံးနံပေါ်နေတို့အဲ့ဒီမဟာဘုတ်တို့ဆိုတာသူက သူဖတ်သူတွက်နေတာပေါ့သူဖတ်ကိုတွက်နေတာဒီမဟာဘုတို့ကနန်းပေတွေတို့သုံးနံပေါ်နေတော့သူတွက်တွက်နေတာတွက်နေမိလဲသူဘလို့တွက်လဲမသိဘူးအတမီကိုလည်းတင်ပြီးဘာညာသူပြန်နေနေအကျမ်းမြင့်လောက်တင်ပြီးတော့အငငယ်လေးက9တန်း6တန်း9တန်း8တန်းဆိုကျောင်းမှာကျောင်းသူချင်းချင်းဟောနေကြတာပေါ့နော်အဲအဲ့လိုပဲအဲ့တည်းကသူကကို့မှာဒီတဲ့တရေတဲ့နေရမသိဘူးတပြေးနဲ့တန်းနေကြီးလာတယ်တငယ်ချင်းပေါင်းသိနေသွားလိုက်လာလိုက်နေပဲဒီလိုပဲနေနေပဲဘောဘောဘာနေလာခဲ့တာပေါ့ဒါအောင်မီလီယောသွားတယ်မီလီယောသွားပြီးတော့ အိမ်မှာပေါ့နော်ဖေဖေတို့မမေတို့မအားတဲ့ခါကျရင်အဘစီကိုမေတို့ကလွှတ်တာတွေရှိတယ်လွှတ်ရင်းနဲ့မှသွားရင်းနဲ့မှအဘနင်းဆ iam ဖြစ်လိမ့်မယ်လို့ပြောတာပေါ့နော်လွှတ်တာကလည်းကိုယ်ကိစ္စလွှတ်တာမဟုတ်ဘူးကိုညီကမောင်မကိစ္စလွှတ်တာလွှတ်တော့မောင်လေးကိစ္စမေးတာပေါ့လေမေးရင်းနဲ့မှအဘကသူကပြောတာကလေးမလေးတဲ့နင်းနဲ့ဆ iam မလောက်ရမေးတယ်ဆိုတော့ အဲ့ရနေစပြီးတော့ပြောတာပြောတော့အဲ့မှာကိုကလူငယ်လဲလူငယ်အဲ့ချိန်မှာလဲမိဘကလည်းအချိန်ဝါလေးလဲရှိတယ်ဘာပဲပြောပြောပေါ့နော်အနေအထားတစ်ခုရှိတဲ့ခါကျဒီဟာကိုလှုပ်ရမယ်ဆိုတော့ပထမတော့ကြောင်းဆရာမလို့ထင်တာပေါ့သမီးကကြောင်းဆရာမဝါသနာမပါဘူးလို့မလှုပ်ချင်ဘူးလို့သမီးကြောင်းမပီးသေးဘူးလို့ဆိုတဲ့ခါကျနေ့ကကြောင်းဆရာမဘသူကလှုပ်ခိုင်းလို့လဲတဲ့ အနေလှုပ်ချင်ချင်မလှုပ်ချင်ချင်နေငါဖြစ်ကိုဖြစ်မှာလို့ဆိုပြီးတော့သူကပြောလိုက်တာလက်ညိုးလက်ကလေးနှစ်ချောင်းဒီလိုထိုးပြီးတော့ကိုပြောတာအဲ့လိုပြောတာဒီဒီဒါတို့ရဲ့ပေါ့နော်အဘချိန်မင်းသိခါရဲ့တပည့်တိုင်းကနားလေတယ်ဒီလိုလက်ညိုးလက်ကလေးထိုးလိုက်ပြီးပြောတယ်ဆိုတော့ဒါတကယ်သူကစိတ်ထဲမှာစက်သိမ်းမွေးညင်းတော့ထားသွားတယ်စိတ်ထဲမှာကြိုက်ချင်းမကြိုက်ချင်းနဲ့ပေါ့နော်ရောထွေးနေတာပေါ့ဒါပေမဲ့မလှုပ်ခဲ့ဘူးဒါပေမဲ့သူ့ဘာသူသူကလေပြောပြီးသားအဘချိန်မင်းသိခါမှာနေကဘဝဘဝပေါင်းများစွာတဲ့နေတက်လာပြီးသားတဲ့ တက်လာပြီးသားနေ့မှာရှိပြီးသားဒီပညာတွေကပေါ်ထုတ်လိုက်ရုံပဲပေါ်ထုတ်တဲ့နေ့ကဖြစ်မှာဆိုတာဗားချိန်မင်းတွေကပြောတယ်ပြန်သေးရောပြန်တင်ရတယ်ပြန်လေးလာရတယ်အချိန်လေးပြန်ယူရတယ်အများကြီးပေါ့နော်နှစ်တေတော့နည်းနည်းကြာသွားပေါ့ကိုယ်ဝင်တင်တဲ့ဆရာတွေကလည်းဆန်းတာပဲဆန်းတယ်ဆိုတာဒီလိုလေခန္ဓာရည်ဘယ်လောက်ရှိလဲတီးခန့်တဲ့စိတ်ဘယ်လောက်ရှိလဲဒီပညာရက်ပေါ်မှာဘယ်လောက်ထိလိုချင်တာလဲမျက်နှာချင်းဆိုင်လာထိုင်ပြီးတော့လည်းဆန်းတာပဲလာတယ်အဲ့ဒါကြီးကလည်းဒါဘားဆရာကြီးမင်းတွေခါနဲ့တကွာပေါ့နော်တင်ဆရာမြင်ဆရာကြားဆရာတွေရဲ့ ယေຊုလို့ပြောရမှာပေါ့နော်ကိုယ်ဘယ်လိုမျိုးစိတ်မျိုးနဲ့လာမေးတာအစားသိရတယ်အဲ့ဒါကြီးရကြတော့ဘာဆိုင်မင်းတိတ်ကပြောထားပြီးသားအစီကန့်ချက်ထဲမှာပါတယ်ပေါ့နော်စပြီးတော့တင်မယ်ဆိုတဲ့ဒီပညာရက်ကိုတင်မယ်ဆိုရင်တိတိချာချာတင်တက်မြောက်သွားရင်လည်းအခမဲ့မဟောရအောင်ဘသူ့အမအခမဲ့မဟောပေးရအောင်ယေຊုရှင်အမိဖအလွဲမြေကောင်မောင်မအစအဲဒီပေါ့နော်ဟောဖို့ပေါ့နော်ဒီညံပူစောကယူရမယ်ညံပူစောကယူရမယ်ဒီပညာကြီးယူရမယ်ယူပြီးတော့မှဟောပေးရအောင်အဲ့ဒါမှပညာချက်မယ်ဘာလို့ကဆုံးမထားတယ် ကိုကသူများမတောင်းဆိုပဲနဲ့တစ်ဖက်သားလိုလိုလားမတောင်းဆိုပဲသွားပြီးတော့မဟုတ်ပြီးနဲ့မပြောပြီးနဲ့ပေါ်တယ်ပေါ့နော်ပေါ်တယ်လို့ထင်ပြီးယူဆပြီးကိုယ်တန်ဖိုးမထားကိုယ့်ရဲ့ပညာကိုယ့်ကိုတန်ဖိုးမထားတယ်လို့ကိုယ့်ရဲ့ပညာလို့တန်ဖိုးမထားဘူးဖြစ်တတ်တယ်တဲ့အခိုင်အကျအကိုကတော့ကိုယ့်စီမှာပြေးနေမိတယ်ဆိုကိုယ့်ရဲ့ဟိုတာဝကတွေကိုယ့်ရဲ့တစ်ဖက်တာဝကတွေပဋ္ဌာန်းဆက်တွေဖြစ်တော့မေတ္တာစေရနာထားတဲ့ခါကျမေတ္တာတွေစေရနာလွန်ကျွန်သွားမိရည်လည်းရှိတာပေါ့နော်အဲ့လိုလွန်ကျွန်သွားတဲ့ခါကျတစ်ဖက်ကနေပြီးတော့မလေးစားတော့တာတွေလည်းရှိတယ်ဝင်လိုက်တာနဲ့အဲ့အိမ်မှာဘလို့ဆိုအစမြင်ရတယ်ကွက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 ် အဲ့တော့ကိုတီဆောက်ထားရဲပေါ့နော်ဒီဆရဏတွေလည်းပါတာပေါ့နော်အဲ့ဒါကြီးလည်းပါတယ်ကိုတီလာကိုလည်းလုံအောင် ထိန်းတာလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့သူတို့ပြေးလွှားနေတာအစာမြင်ရတာကြီးလည်းပါအဲ့လိုဆိုရင်ကိုကအဲ့ဒီအိမ်မှာနေရလို့မေးလိုက်တယ်မေးရင်ဒါဒါဒါဒီလိုရှိလားလို့မေးဟုတ်ပါတယ်ရှိတယ်အဲ့ ဘသူကသွားပြီးပါဆက်တယံငယ်လေပေါ့ဆိုအဲ့ဒါဆက်စစ်လိုက်တာ ਨੇ အာကျွန်တော်ကတော့ဘလို့ပြောလိုက်တယ်ကျွန်မကတော့ဘလို့ပြောလိုက်တယ်အဲ့လိုကြောင်းဒီလိုဒီလိုဖြစ်တယ်ပေါ့ဆိုတာတွေသူတို့ပြနိုင်ခဲ့တယ်ပြီးရင်သူတို့ရှင်းပြနိုင်ခဲ့တယ်ပေါ့နော်သူတို့လည်းနောက်ပိုင်းကိုရှင်းပြပြီးတဲ့နောက်ပိုင်းအေးအေးစစ်စစ်အေးရတာမျိုးဘာမှအဲ့လိုမျိုးအရင်ရှေ့တွေမှာရှေ့ရက်တွေကြုံတယ်လို့မကြုံရတာမျိုးအဲ့ဒါတွေလည်းရှိတယ်